ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာတရက်ကို2နာရီသာမီးလာပြီး တုံးရီတွေလုံးဝပြတ်တောက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ28ရက်နေ့မှာမန္တလေးကိုဗဟုပြုပြီးတော့အင်အား9.8%အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြင်းကလေးလောက်ကပ်ပြီးတဲ့နောက်မက်လ29ရက်နေ့ကနေစပြီးတော့တရက်ကိုရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များကိုအုပ်စု6စုခွဲပြီးတော့တအုပ်စုကို၄နိုင်နှုံနဲ့လျှက်စစ်ဓာအားပေးနိုင်တော့မှာဖြစ်တယ်လို့ရန်ကုန်လျှက်စစ်ဓာအားပေးရေးကော်ပိုရေးရှင်း YES ကထုတ်ပြန်ထားပါတယ်။သို့တော်လည်းလက်ရှိအချိန်မှာရန်ကုန်မြို့မှာ တရက်ကိုနှစ်နာရီခန့်တောင်လျှက်စစ်ပြီးအလဲကျရရှိပြီးတော့သုံးရီများပါပြတ်တောက်နေတယ်လို့ဒေသခံများထံကသိရပါဗျ။ရန်ကုန်မှာလက်ရှိကတော့မလီရင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာသုံးရီမရတော့ပါဘူး။ မီးက၄နာရီဆိုတာကလည်း၄နာရီအပြည့်မရပါဘူး။၂နာရီလောက်ပဲရပါတယ်။တချို့နေရာတွေဆို၂နာရီတောင်မီးမရဘူး။တိုက်ခန်းတွေဆိုပိုဆိုးတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။မြင်းငလျင်တန်းကြောင့်ဓာအားထုတ်လို့ပို့လွတ်လျက်ရှိတယ်။ဓာအားပိဆက်ယုံခွဲယုံနဲ့ဓာအားလိုင်းများဓာတ်လွတ်ပစ္စည်းများချုံရင်းပစ္စည်းမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ဓာအားချိတ်ဆက်ပြီးတော့ပို့လွတ်နိုင်ခြင်းမရှိစဉ်ကာလအတွင်းမှာဓာငွေဓာအားပိဆက်ယုံများကလည်းဓာအားထုတ်လို့ဖြန့်ဖြူးနိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ WISC ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါ 怎么样？